မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်အမှတ်614စစ်မြေပြင်အင်ဂျင်နီယာတရဲမှဒုတက်ရဲမှုဘုံမှုတက်ဆိုးအောင်နဲ့ဗိုလ်ကြီးပြေဖြိုးကျော်တို့ဟာတပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့စကားများရန်ဖြစ်ကြရာကနေအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးတော့ဗိုလ်ကြီးပြေဖြိုးကျော်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ10ရက်နေ့နေ့လယ်ပိုင်းမှာဗမော်အမှတ်614 စစ်မြေပြင်အင်ဂျင်နီယာတရဲမှဒုတက်ရဲမှုဘုံမှုတက်ဆိုးအောင်လေဗိုလ်ကြီးပြည့်ဖြိုးကျော်တို့ဟာအခြေတင်စကားများခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့နှစ်ဖက်စိတ်မထိန်နိုင်ပဲပြစ်ခတ်ရာကနေဗိုလ်ကြီးပြည့်ဖြိုးကျော်ဟာပြစ်ခတ်ခံရပြီးတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်ဒုတက်ရဲမှုဘုံမှုတက်ဆိုးအောင်ဟာလေတနက်တန်းရ၅ချက်ထိမှန်ထားပြီးတော့ဘုံဘောစစ်စေးုံမှာစိတ်ကူတမှုခံယူနေရတယ်လို့သိရပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်တပ်ကခုံရုံးဖွဲ့ပြီးတော့စစ်စေးအေးအေးယူမှုများလှုံ့ဆော်မှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြေကြီးနားမြို့ဗလမင်းထင်တရာအနီးမှာမေလ9ရက်နေ့မွန်းလွဲပိုင်းက KIA နဲ့စစ်ကောင်စီတပ်များတိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ကောင်စီဘက်ကရဲမှူးတင်ကိုကိုတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မွန်းလွဲ2နာရီကျော်အချိန်မှာမြေကြီးနားမြို့ဗလမင်းထင်တရာအနီးမှာ KIA တပ်များနဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဗလာမင်းထင်တရာဂိတ်မှာရှိတဲ့လုံခြုံရေးစစ်ကောင်စီတပ်စခန်းကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များကလာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲမှာစစ်ကောင်စီဘက်က2ဦးသေဆုံးပြီးရဲမှုတင်ကိုကိုပါသွားခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ရဲနဲ့ဌာနဆိုင်ရာများက ဗလာမင်းထေတရားမှာဂိတ်ချပြီးတော့စစ်ဆေးမှုများကိုလှုပ်ဆောင်လေးရှိတဲ့ဂိတ်ဖြစ်တယ်လို့သိရပါဗျ။ရဲမှုတင်ကိုကိုဟာအဲ့ဒီဗလာမင်းထေတရားဂိတ်မှာပြည်내ရဲရုံးရဲ့တာဝန်ချထားခြင်းကိုခံထားရခြင်းဖြစ်တယ်လို့သိရပါဗျ။ရခင်ကဝိုင်းမော်မျိုးနဲ့ရဲစခန်းမှုဖြစ်ခဲ့ရာကနေပြည်내ရဲရုံးကိုရောက်ရှိသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစားလင်းကြီးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများ drone များနဲ့ဗုံးကျဲပြက်ခတ်မှုကြောင့်ပြည်သူတအုပ်ဒဏ်ရာရပြီးတော့နေအိမ်၁၀လုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၀ရက်နေ့မုံရွာဗက်ကန်းကနေပြီးတော့ချင်းတွဲမြေအနောက်ဘက်ကမ်းမှာရှိတဲ့ပလောင်ဂရုကုန်းစတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများ drone များနဲ့ပြက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်သွားတာမရှိဘူးဗျဒီကောင်တွေကကျွန်တော်တို့ရွာဘက်ကိုမကြာခဏဆိုသလိုလက်နက်ကြီးတွေနဲ့ထုတယ် ဒီတခါတော့ drone တွေရောပါတယ်ရည်ရွယ်ချက်ရှိရှိကိုပြစ်ခတ်တိုက်ခိုက်တာပြည်သူတွေရှောင်နေရတော့မယ်သူတို့ပြစ်လိုက်တဲ့လက်နက်ကြီးတွေကပောက်ကွဲအားကပြင်းတယ်လို့ချင်းတွင်းမြေကမ်းဘေးခြေရွာများတပိတ်စစ်ကြောင်းကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့ပြစ်ခတ်မှုကြောင့်ပလောင်ရွာနေအမျိုးသားတအူဝမ်းပိုက်မှာမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၁၀လုံးခန့်ထိခိုက်ပျက်စီးကလက်ရှိအချိန်ထိပြည်သူ2000ခန့်ဟာထွက်ပြေးတိမ်းရှောင်နေကြရပြီးတော့စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လေးမိုင်ရွာကအသက်၁၇နှစ်အရွယ်မောင်ဆန်းအောင်သောစစ်ပေးရှောင်ရင်နဲ့အကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တပိတ်ချင်းမြို့နယ်လေးမိုင်ရွာကိုလက်နက်ကြီးများနဲ့ပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့် စစ်ဘေးရှောင်တဲ့ကလေးငယ်မောင်ဆန်းအောင်စောလက်နက်ကြီးကြီးထိမှန်ပြီးတော့တေဆုံးခဲ့တယ်လို့သိရပါဗျ။စစ်ဘေးရှောင်မှုအတွက်စပိန်နဲ့ထွက်ပြေးတဲ့ကလေးငယ်ဥကောင်းထိသွားတာတိုက်ပွဲတော့မဖြစ်ဘူး။ဒါပေမဲ့ရန်တမ်းပြီးတော့ပြစ်နေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။လေးမှန်ရွာကိုအကြမ်းဖက်စစ်ကောင်စီကမေလ9ရက်နေ့ကလည်းဘုံကျဲပစ်ခတ်ခြင်းများကိုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ရွာဦးဖះเจ้าမှာအကြံဘက်စစ်ကောင်စီများရှိနေတဲ့အတွက်ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းချောင်းမုံရွာလမ်းမိုက်မှာစစ်ကားနဲ့ဂျင်းဒီတင်ဆောင်လာတဲ့ကားများကိုနှစ်ရက်ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မှာချောင်းမျိုးကနေလာတဲ့ဂျင်းဒီကားများကိုလိုက်ပါပို့ဆောင်ပေးတဲ့ဂျမ်မာကားနှစ်စီးကိုမုံရွာချောင်းဦးလမ်းမိုက်တနေရာမနက်10နာရီခွဲကမှဗရေသာမိုင်း9လုံးနဲ့တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီဂျမ်မာကားဟာမိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာအနီးမှာထိုးရက်သွားတယ်လို့သိရပါတယ်။ ်မုံလိုက်နာနာ25မိနစ်ခန့်ကနေပြီးတော့မုံရွာကနေပြီးတော့ချောင်းဦးဘက်ကိုထွက်လာတဲ့ဂျမ်မာကားကိုလည်းပရိသတ်မိုင်း၅လုံးနဲ့တစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့ခင်မွန်ဘတ်စုံဝင်းရွေချံအနီးမှာထိုးရက်သွားတယ်လို့သိရပါဗျ။အဲ့ဒီနေ့ညနေ6:05မိနစ်ခန့်မှာစာလင်းကြီးဝမ်ပောင်ဘက်ကနေပြီးတော့ဂျင်းနီတင်ဆောင်ပြီးတော့ပြန်လည်ထွက်ခွာလာတဲ့ဂျင်းနီကားဆယ်စီးပါရင်နှန်းကကိုးစီးမြောက်ကိုပရိသတ်မိုင်း၄လုံးနဲ့တစ်ကြိမ်ထပ်မံပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးမုံရွေးတိုးဂိတ်အနီးမှာမောင်းမရဘဲနဲ့ပျက်စီးသွားတယ်လို့သိရပါဗျ။ မေလ၁၀ရက်နေ့မှာစာလင်းကြီးမြို့ဝမ်ပေါင်ကနေပြီးတော့ဂျင်းဒီတဲပြီးတော့ပြန်လည်ထွက်လာတဲ့ဂျင်းဒီကကိုးစည်းပါရင်တန်းရဲ့6စီးမြောက်ကားကိုမနက်7:26မိနစ်မှာဗရေဒာမိုင်း၄လုံးနဲ့ဖက်ခွဲတိုက်ခိုက်ခဲ့ပြီးတော့ကိုးစည်းမြောက်ကားကိုပြစ်ခတ်တိုက်ခိုက်ရာတိုက်ခိုက်ခံရတဲ့ကားနှစ်စီးလုံးထိုးရက်သွားတယ်လို့သိရပါတယ်စစ်ခွေးတွေတေးစင်းတော့မသိရသေးဘူးကျွန်တော်တို့မိုင်းဆွဲပြီးတော့ချောင်းကနေထွက်လာတဲ့ဂျမ်မာကားတစ်စီးနဲ့ မျိုးတဲကိုဒဏ်ရာရတာတဲ့ကောင်းတွေလိုက်ပို့တာတော့သေးကြတယ်အဲ့ဒါတော့မျက်မြင်တွေ့လိုက်တယ်လို့ Braveheart Army BHA အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Braveheart Army BHA အဖွဲ့ကဦးဆောင်ပြီးတော့မုံရွာခရိုင်တရင်30တက်ခွဲနဲ့ Children Fighter Group CFG မုံရွာခရိုင်တရင်28တက်ခွဲတစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကမုံရွေးဈေးနဲ့နေအိမ်15လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ် Braveheart Army ဘီအက်ရှေအဖွဲ့အနေနဲ့အကြမ်းဖက်စစ်ကောင်စီကိုထွက်မှန်တိုက်ခိုက်နိုင်ဖို့အတွက်အရေးပေါ်လက်နက်ခဲယမ်းများဖြည့်တင်းဖို့လိုအပ်နေတဲ့အပြင်ပြည်သူများအနေနဲ့ Braveheart Army ဘီအက်ရှေရဲ့ Facebook Page ကိုဆက်သွယ်ပြီးတော့လှူဒါန်းပေးဖို့အတွက်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမြင်းမှုမျိုးနယ်လက်ထုတ်တော်ကြေးရွာကဟုံကြီးကျောင်းနှစ်ကျောင်းမှာစစ်ဘေးပုံရှောင်နေတဲ့ပြည်သူအယောက်30ကျော်ကိုစစ်ကောင်စီတပ်သားတွေကအစုလိုက် အပြုံလိုက်တနက်နဲ့ပြစ်ခတ်တပ်ဖြတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ17ရက်နေ့မနက်9:00နာရီဝန်းကျင်မှာလက်ထုတ်တော်ရွာနဲ့တပိုင်ကအကွာမှာရှိတဲ့ချောင်းဦးမြို့နဲ့ရေကန်ရွာကစစ်ကောင်းစီစစ်ကြောင်းနဲ့မြောင်လန်းခွဲကစစ်ကြောင်းနှစ်ခုပေါင်းပြီးတော့အင်အားတရာကျော်နဲ့ရွာကိုနှစ်ဖက်ညက်ကရုတ်တရက်ပစ်ခတ်ဝင်ရောက်လာတာလို့ဆိုပါတယ်။ရွာထဲမှာတောက်လျှောက်ပြစ်တော့ပြေးချိန်မရတော့ဘဲနဲ့ဘုံကြီးကျောင်းတွေထဲကိုပြေးပြီးတော့ဝင်ဆောင်ကြတာဘုံကြီးကျောင်းတွေကလူတွေကိုအကုန်ခေါ်ထုတ်ပြီးတော့အပြင်မှာအစုလိုက်အပြုံလိုက်ပြစ်တက်သွားတာပြည်သူတွေကြီးပဲလို့ CDSOM အဖွဲ့ကကိုຫນွေဦးကပြောဆိုခဲ့ပါတယ်။အခုလက်ရှိဘုံကြီးကျောင်းတစ်ကျောင်းက23လောင်း နောက်တစ်ချောင်းက9လောင်းနဲ့ရွာထဲလမ်းမကြီးမှာ2လောင်းစုစုပေါင်း30တွေ့ရှိထားပြီးတော့အမျိုးသမီးအလောင်း3လောင်းပါဝင်တယ်လို့သူကဆက်ပြောပါတယ်။တပ်ဖြတ်ခံရတဲ့ဒူတွေထဲမှာလက်ထုတ်တော့ရွာကနေအပြင်ဝမ်းပြည့်ရွာကနေပြန်လာလောက်တဲ့လူငယ်တွေပါဝင်ပြီးတော့ထတ်တိုးသေးဆုံးအလောင်းတွေလည်းတွေ့နေရသေးပဲမို့တေဆုံးအရေးအတွက်အတိအကျကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဆိုပါတယ်။အကုန်လုံးကိုထိုင်ခိုင်းပြီးတော့ပြတ်တက်သွားတဲ့ပုံစံမျိုး တချို့ကတော့ရွာထဲမှာပြေးရင်းသွားရင်လည်းပြစ်သက်ခံရတာလို့ကိုနွေဦးကပြောပါတယ်ရရှိထားတဲ့ဓာတ်ပုံတွေမှာတော့အသက်ခံထားရတဲ့အလောင်းတွေမှာတက်လက်ပိုင်းနဲ့တက်ကြီးပိုင်းအမျိုးသားအများစုပါဝင်တာကိုတွေ့ရှိရပါတယ်အလောင်းတချို့ကတော့ဥကောင်းပွင့်ဒရာတွေနဲ့တေဆုံးထားတာ ရာသီဥတုပြင်းတဲ့အတွက်ပုံမှန်ဆိုလို့ဒေသခံတွေကချက်ချင်းတကြိုဖို့လုံနေကြပြီးတော့တချို့အလောင်းတွေကိုတော့တတ်ဆိုင်ရာမိသားစုတွေကလာရောက်ယူဆောင်သွားပြီးတော့တကြိုဖို့ပြင်ဆင်နေကြတယ်လို့သိရပါတယ်စစ်ကောင်စီစစ်ကြောင်းတွေဟာပြည်သူတွေကိုတတ်ဖြတ်ပြီးပြီးချင်းမှာပဲရွာကိုမီးရှို့ပြီးတော့သူတို့လာရကြေးရွာအထိုင်စခန်းတွေကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်ဒါအပြင်စစ်ကြောင်းတွေအတူဖမ်းဆီးခံရတဲ့ဒေသခံအမျိုးသားအမျိုးသမီးတွေလည်းရှိနေပြီးသူတို့ရဲ့အသက်အန္တရာယ်တွေအတွက်လည်းစိုးရိမ်ရတယ်လို့ဆိုပါတယ်လက်ထုတ်တော်ရွာဟာပြီးခဲ့တဲ့2023ခုနှစ်မေလ6ရက်နေ့ကလည်း အင်ဂျီ900ကျော်ရှိတဲ့ဒဲကမှ900ကျော်မီးရှို့ဖျက်ဆီးခံရတဲ့ကြေးရွာတရွာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ